နိုင်ငံရေးဘုံသဘောတူညီချက်တွေပို့ပြီးတော့ပြည်ပြင်ခိုင်မာလာပြီးတော့ကျွန်တော်ရှေ့ဆက်သွားနိုင်လို့ရှိရင်အဲ့ဒီ reform ထက်မကပို့တဲ့ကျွန်တော်စုဖွဲ့မှုဟာ NUG တက်ဖို့အားကောင်းသွားနိုင်တဲ့ဒီတော်လန်ရေးဥဆောင်အဖွဲ့အစည်းတရက်ကိုကျွန်တော်တို့ပြည်ပြင်သွားနဲ့ဖွဲ့စည်းနိုင်လိမ့်မယ်လို့ယုံတယ်ပေါ့နော်2008နံပါတ်ပြားပါတဲ့ကားကားအစိမ်းအောင်ယူတက်စီမီလို့ရှိလို့ရှိရင်တော့စိုက်မဲ့ဘူတာကတော့ဒီပြန်ပြီးတော့2020ရွေးကောက်ပွဲကို2021ခုနှစ်မှာအာနာသိန်းတို့တန်တရာပဲပြန်လဲမင်းမှတ်တိုင်ကိုပဲပြန်ရောက်သွားမှာပဲအဲ့တော့ရွေးကောက်ပွဲဆိုတာဖြတ်သန်းအမဲမှတ်တိုင်လို့တော့ဟိုလွယ်လွယ်တော့မပြောကြနဲ့ပေါ့ ဖြတ်တမ်းမဲ့မှတ်တိုင်မဟုတ်အဲ့မှတ်တိုင်ရောက်လို့ရှိလို့ရှိရင်ဘယ်ဘာဖြစ်မယ်ဆိုတာကလူတိုင်းသိပြီလားပြည်သူရဲ့ဆန္ဒကိုမျက်ွယ်ပြုနေတဲ့စနစ်တစ်ခုကိုဖော်ဆောင်ပေးမဲ့ဒီမိုကရေစီကိုတော့ကျွန်တော်တို့အနေနဲ့ညှင်းဆန်ဖို့လိုတယ်ဒီမိုကရေစီကိုစစ်တပ်ကပေးတဲ့လောက်ပဲယူပြီးတော့တဖြည်းဖြည်းချင်းပြုဝင်ပြောင်းလဲရအောင်ဆိုလို့ရှိရင်တော့2010ကာလနဲ့အတူတူပဲ 2020တုန်းကလည်းဒီလိုပဲသမရာယူသိန်းချိန်တက်လာတယ်ပေါ့ဗျာဟိုသူ့ကိုသူပြုပြင်ပြောင်းလဲမှုရဲ့တကယ်ကိုခေါင်းငိုင်ဖခင်ဆိုတဲ့ပုံစံမျိုးတောင်ဟိုညွှန်းကြတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့2015 2020ကြာနေပြီးတော့အရှိန်ဟုန်ဖြင့်ထပ်ပြီးတော့ပြုပြင်ပြောင်းလဲဖို့ကြိုးစားလာတဲ့အခါမှာကြတော့စစ်တပ်ကလက်မခံနိုင်တော့ဆိုတော့ဒီဒီလိုဟာမျိုးတွေဖြစ်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအဲ့တမိုင်းကိုပဲတပတ်ပြန်လဲပြီးတော့ဟိုပြည်သူတွေကထိတွေ့ခံစားရမှာပေါ့ ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ Declutter Post ရဲ့ Exclusive Program အစီအစဉ်ကိုအမြဲတမ်းကြည့်ရှုအပ်ပေးတယ်မိဘပြည်သူများခင်ဗျာဒီပတ်တာတော့ကျွန်တော်တို့ဒီ CRPH မှာပြောရေးဆိုခွင့်ရှိသူဆရာစီတူမောင်နဲ့ကျွန်တော်တို့ interview လုပ်ဖို့အတွက်ဖိတ်ခေါ်ထားပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးရမယ့်ဟာကတော့အဓိကအားဖြင့် CRPH နဲ့နဲ့ဒါငါနှစ်တာကာလလုံဆောင်မှုအားနဲ့ချအားသာချအပောင်းလွန်ခဲ့တဲ့ဂျပန်မှာပဲ IPU ကနေ CRPH ကိုကျွန်တော်တို့မြန်မာနိုင်ငံ ပြည်သူများပူစားပြက်လဲတိမပြိုးတဲ့အချက်လေးရှိတဲ့ခါကျတော့ဒါတွေအကြောင်းကိုဆွေးနွေးတော့မှာပါတယ်ဆရာကျွန်တော်တို့အခုလိုချင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ဆရာပထမဆုံးအနေနဲ့ကျွန်တော်ဆရာကိုဒါဆွေးနွေးဖို့ဒါကျွန်တော်မေတ္တာရပ်ခံလိုတာကတော့ဒီအနာနှစ်တာပြီးတော့မယ်ဒေါ်လာကြီးကာလမှာ CRPH အနေနဲ့ကုဘာသာကိုအာနေချက်လို့မြင်တဲ့ဟာနဲ့ဒါအာတာချက်လို့ နေနဲ့အချက်ပေါ့နော်ဒါနိုင်ငံတကာထူပုံဟုံးပိုင်းမှာတော့တော့ကောင်တရားအတာချက်မြင်နဲ့ပိုင်းကိုဆက်ကူတိုင်းဒါအများပြည်သူရှိမှဟုတ်တယ်သုံးသပ်ပြဖို့ကျွန်တော်ဒါပထမဆုံးမြစ်တာရဲ့ခံလို့ပါတယ်ခင်ဗျာဟုတ်ကဲ့ဟို CRPH ကိုစတင်ဖွဲ့စည်းခဲ့တဲ့နောက်ခံကတော့ဒါအလုံးတည်တဲ့အတိုင်းပဲပေါ့နော်နယူးဒေါ်လာရေးဒီ2021 February အနာသိမ့်မှုဖြစ်လာတယ်ပေါ့ဖြစ်လာပြီးတော့အဲ့မှာလွတ်တော်ခွန်နိုင်မှုကြိုးပမ်းတဲ့အခါမှာအကန့်အသတ်အတားစီအများကြီးရှိခဲ့တယ် ဒါပေမဲ့လွတ်တော်ဆိုတာအစာဦးထဲမှာပဲခေါ်တာမဟုတ်ဘဲね assembly ပေါ့เนาะတခုခုစုဝေးမှုဆိုတဲ့တခု ਨੇ ပထမဆုံးဒီလွတ်တော်အစည်းအဝေးပေါ့เนาะပြည်တော်သူလွတ်တော်ကိုယ်စားလှယ်များအစည်းအဝေးကိုနေပြည်တော်စီရင်အဲ့ဒီတာမှာစတင်ကျင်းပပြီးတော့အဲ့ဒီကနေမှတစ်ဆင့်ပြည်တော်သူလွတ်တော်ကိုယ်စားပြီးကော်မတီဆိုတာမျိုးဖွဲ့စည်းနိုင်ခဲ့တယ်ပေါ့ဒါလည်းဟိုတစ်ချိန်တော့1990တုန်းက CRPP လုတ်ခဲ့တဲ့ဟိုပုံစံနဲ့တော့အတူတူပဲပေါ့เนาะဆိုတော့ဟိုလွတ်တော်မရှိတဲ့အခါမှာလွတ်တော်ကိုယ်စားပြီးကော်မတီဆိုတာမျိုးကို လိုအပ်ချက်အရာပေါ့နော်အဲ့ဒီချိန်မှာလည်းဖန်ဆီးထိန်းသိမ်းမှုတွေရှိတယ်တချို့တွေတိန့်ဆောင်နေရတယ်လည်းရှိတယ်လို့အရေးတော်ပုံကြီးအတွင်းမှာဥဆောင်ပါဝင်နေတဲ့ခန္ဓာသီးတွေမှာပါဝင်နေသူတွေလည်းရှိတော့အဲ့ဒီစုဖွဲ့မှုကတော့မြူဒေါ်လာကြီးအစမှာပေါ့နော်ဒါဟိုအားကောင်းတဲ့စုဖွဲ့မှုနိုင်ငံရေးရကိုစားပြုမှုရောအဲ့ဒီတော့သူဆရာတို့မှတ်မိလိမ့်မယ်ပေါ့နော်ပြည်သူတွေလည်း our legitimate government ဆိုတာ CRPA ဖြစ်တယ်ဆိုတာမျိုးအထိ signboard တွေကင်ပြီးတော့ပြည်သူတွေခြိတက်လမ်းလမ်းလျှောက်ခဲ့ကြတယ်ဆိုတော့ မေယူတော်လိုင်းရဲ့ရည်မှန်းချက်မှာရှင်းပါတယ်ဒီစစ်အာဏာသိမ်းမှုကိုလူတွေရဲ့တုံ့ပြန်မှုကဒီမဲဆင်းအကြောင်းပြချက်နဲ့ဖြစ်ကြအောင်သူတို့ဘာလို့တက်တည်ထူခဲ့လဲဆိုတော့ဘယ်ပါတီကိုမဲပေးခဲ့တယ်ဆိုတာအစောပိုင်းမှာတက်တည်ထူခဲ့တယ်အဲ့လိုပဲငါတို့ရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာမျိုးတွေသူတို့လမ်းပေါ်မှာကြွေးကြော်ဆန္ဒပြခဲ့ကြဒါပေမဲ့နောက်ပိုင်းမှာတော့ဆန္ဒပြတယ်ဆိုတာကတော့ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုမှာတော့ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာတော့ဒါပြုပြင်ပြောင်းလဲဖို့အတွက်ကိုတောင်းဆိုတဲ့ဒလီတစ်ခုဖြစ်ပေမဲ့လို့ဒီဆန္ဒပြတယ်ဆိုတဲ့ယဉ်ကျေးမှုတော့လက်မခံနိုင်တဲ့ဒီစေအုပ်စုအနေနဲ့ရန်ကာရက်ဆက်မှုကြုံရတဲ့အခါမှာတော့ ဒီ dollar ကြီးကနောက်ထပ်တစ်ဆင့်ပြောင်းသွားတယ်ပေါ့နော်ပြောင်းသွားတဲ့အခါမှာနောက်ထပ်စုဖွဲ့မှုပုံစံအသေးအရာကျွန်တော်တို့အစိုးရတက်တန်းတစ်ခုလဲဒါနောက်ထပ်ပုံစံတစ်ခုနဲ့စုဖွဲ့ဖို့လိုလာပြီဆိုတော့ ဲ April လောက်မှာ National Unity Government ပေါ့နော်ဒါကိုကျွန်တော်စုဖွဲ့နိုင်ခဲ့တယ်အဲ့တော့2008ကိုဖျက်ပြီးတော့2008ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဘူးဆိုတော့လေဟာနယ်တစ်ခုမှဒါ Federal Democracy Charter ဆိုတာမျိုးကိုကျွန်တော်တို့စုပေါင်းရေးဆွဲပြီးတော့ပေါ့နော်ဒီဒေါ်လာရင်းခရီးကို Federal ဆိုင်ရာဗရင်းပြုမှုနဲ့ဖြတ်သန်းကြမယ်ဆိုတာမျိုးနဲ့တွားခဲ့တယ်ပေါ့ဆိုတော့အဲ့ကာလမှာနည်းနည်းလေးအချုပ်ပြန်ပြောရရင်လေ Federal Democracy ဗရင်းကိုရေးဆွဲကြတဲ့ညီမှန်းကြတဲ့တက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်ကြီးတွေတပိတ်ခေါင်းဆောင်တွေပါဝင်ပေါ့နော်အရက်ဖက် အဲဒီခေါင်းဆောင်အားလုံးတော်တော်များများဟာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုပုံစံမျိုးတည်ဆောက်မယ်ဆိုတာမျိုးပေါ့နော်ဟိုတန်ဖိုးတွေနှုံးဆန်တွေကိုဒါ charter part 1ပေါ့နော် federal ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအကြီးညာစာတန်းဆိုပြီးတော့ charter part 1ကိုထုတ်ပြန်ပြီးတော့ part 2ကိုတော့အခုကြားကာလတော်လိုင်းရေးကာလအတွက်အသုံးပြုမယ်ဆိုပြီးတော့အစီအမံပုံစံမျိုးရေးဆွဲခဲ့ကြရတယ်ပေါ့ဆိုတော့အဲ့တော့ဂျာကာလာရဲ့ဥပဒေပြုရေးလုပ်ငန်းစဉ်မှာဆိုရင်လည်းဒါဖော်ပြလာတာတော့ရှင်းတယ်ပေါ့နော်2020ရွေးကောက်ပွဲမှာရွေးပြည်သူလူထုကနေပြီးတော့ရွေးချယ်တင်မြှောက်ခံထားပြီးတော့စီအုပ်စုနဲ့မပူးပေါင်းတဲ့ လွတ်တော်ကိုယ်စားလှယ်တွေဟာဒီဥပဒေပြုရေးအာဏာတာဝန်ရှိရဆိုတဲ့ပုံစံမျိုးဖော်ပြတာတို့ဒီချာတာရဲ့ပပ်2ရဲ့အခန်းငါးမှာဆိုလို့ရှိရင်လည်းဒီဂျာကလာဥပဒေပြုရေးတာဝန်ကို CRPH နေနဲ့ထမ်းဆောင်ရတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီကာလအတွင်းမှာတော့ဟိုပုံမှန်ဟိုလွတ်တော်ပုံစံမျိုးတော့ဟိုအစိုးရကိုလွတ်တော်ထဲမှာခေါ်မေးလိုက်အမေကနေမိလိုက်ဆိုရင်တင်သွင်းလိုက်နေပုံမှန်ကာလ9နှစ်တာတည်းမှာမလုံနိုင်ခဲ့ပေမဲ့လို့တော်လန်ရေးအတွက်လိုအပ်တဲ့ကျွန်တော်တို့ဥပဒေပေါ့နော်ခုနှစ်ခုကိုတော့ကျွန်တော်တို့ထုတ်ပြန်နိုင်ခဲ့တယ် အဲဥမာဒီပြည်တော်စုကောက်ခွန်ဆိုင်ရာဥပဒေတို့ဒီကျွန်တော် website မှာလည်းတင်ထားတယ်ပေါ့နော်အဲဒီလိုမျိုးဥပဒေမျိုးတွေပေါ့နော်အသေးစိတ်တော့ကျွန်တော်မပြောတော့ပါအလုံးလေးစိတ်ဝင်စားတဲ့သူတွေလေ့လာကြည့်လို့ရတယ်ပေါ့ဆိုတော့နောက်ဆုံးထုတ်ပြန်ခဲ့တာကတော့အလုံးဝေဖန်မှုမြင့်တက်နေတဲ့ CDN ဥပဒေပေါ့နော်နိုင်ငံဝန်ထမ်း CDN ဥပဒေဆိုပြီးတော့ဒါမျိုးကိုထုတ်ပြန်နိုင်ခဲ့တယ်ဒါပေမဲ့ဒီအပေါ်မှာလည်းဝေဖန်မှုတွေရှိတော့ဒါဥပဒေမန်တိုင်အနေဖြင့်ကတော့ဒါလူလူကနေပြီးတော့ဝေဖန်မှုတွေရှိရဆိုလို့ရှိရင်ကျွန်တော် review လုပ်ရမယ့်တာဝန်ရှိတယ်အဲ့ဒီပေါ်မှာလည်းကျွန်တော်တို့သုံးသက်ဆွေးနွေးနေရမျိုးတွေ ရှိနေတယ်လို့ပြောလို့ရပါတယ်ဆိုတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့နှစ်စင်ပေါ့နော်နိုင်ငံကဒီ Parliament Union ပေါ့ IPU မှာတွားပြီးတော့တက်ရောက်နိုင်ခဲ့တယ်။သူ့ရဲ့ Governing Council ကနေပြီးတော့ CRPH ကိုမြန်မာလွှတ်တော်ကိုစားပြုဖြစ်ပေါ့နော်။အတိမတ်ပြုပြီးတော့ဆွေးနွေးဖြစ်အတိမတ်ပြုခဲ့တာတောက်လျှောက်ဆိုတဲ့လိုမျိုးဒီနှစ်အထိပေါ့နော်။ဒါကျွန်တော်တို့တရားဝင်ခိုင်မာမှုတော့ဆက်ပြီးတော့လူထုကိုကိုစားပြုနေနိုင်လို့မယ်။မင်းဆန္ဒရှင်တွေကိုကိုစားပြုနေနိုင်လို့မယ်ဆိုတော့ပေါ့။ CRPH ကအဲ့ဒီနိုင်ငံကမျက်နှာသာမှာတော့ဒီ parliamentary engagement ခေါ်တာပေါ့နော်ဟိုလွှတ်တော်ကြီးညင်းဆက်ဆံရေးနဲ့ data တွင်ရောနိုင်ငံတကာ parliament အနေနဲ့ရောအဲတချို့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေနဲ့ပါကျွန်တော်ဆက်ဆံရေးရတော့၅နှစ်တာအတွင်းမှာရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားတော့ဟိုရှိပါတယ်လို့ဆိုတော့အားသာချက်အားနည်းချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့စပြီးတော့ CRPH ကိုစတင်ဖွဲ့စည်းတော့နောက်ပိုင်းမှာနိုင်ငံရေးအမှန်ချက်ကိုကျွန်တော်တရားဝင်ထုတ်ပြန်တာရှိဆိုတော့အဲ့ဒါပါလဲဆိုတော့ကျွန်တော်စစ်အာဏာရှင်စနစ်ခြုံငင်းရေးဆိုတာကိုကျွန်တော်ရည်မှန်းချက်ထားကြောင်းနဲ့ ဒုတိယချက်ကတော့ဒါသမ္မတကြီးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးပေါ့နော်ဒါဒုတိယချက်ပေါ့တတိယချက်ကတော့ဒီမိုကရေစီရရှိရေးနဲ့စရုပ်တာတစ်ချက်ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းရေးနဲ့ Federal Constitution တစ်ခု Federal Senate ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေးဆိုတာကိုဒီလေးချက်ကိုကျွန်တော်တို့တရားဝင်နိုင်ငံရေးအမှန်ချက်ဖြစ်ထုတ်ပြန်ကြေညာခဲ့ဘူးတယ်ဆိုတော့ဒီနိုင်ငံရေးအမှန်ချက်လေးချက်ကိုအချုပ်ပြန်ပြီးတော့ ဒီကာလမှာပေါ့နော်ဘာတွေလုတ်ပြီးပြီလဲဘာတွေလုတ်ဖို့ကြံနေသေးလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာစစ်အာဏာရှင်စနစ်ချုပ်ငြင်းဆိုတာကတော့ကျွန်တော်တော်လန်ကြီးရဲ့ရည်မှန်းချက်ပဲဆိုတော့ဒါကတော့ရှင်းတယ်ကျွန်တော်တော်လန်ကြီးမှာပါနေတဲ့အင်အားစုတီတီယာဒီရည်မှန်းချက်ထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေကြတာပေါ့နော်ဆိုတော့ဒီနိုင်ငံရေးကျင်းသားလွတ်မြောက်ရေးဆိုတာလည်းအားလုံးရဲ့ကြိုးပမ်းဆောင်ရွက်နေတဲ့ရည်မှန်းချက်တစ်ခုပဲဒီမိုကရေစီရရှိရေးဆိုတာလည်းဒီလိုပဲဒါပေမဲ့ဒီမိုကရေစီရရှိရေးဆိုတဲ့နေရာမှာဒီဒေါ်လာကြီးရဲ့ဒီမိုကရေစီရရှိရေးတို့ရေးတက်တက်တော့អော်ခဲ့တာတော့မဟုတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ မာဒီအနာဂတ်ဖက်ဒရယ်တိဆောက်ရေးဆိုတော့အနာဂတ်နိုင်ငံတော်အစ်ကိုဘလို့ထူထောင်မယ်ဆိုတော့ရည်မှန်ချက်ပါလာပြီးဖြစ်တဲ့အတွက်ကြောင့်အနာဂတ်နိုင်ငံတော်မှာကျွန်တော်တို့ဘလို့တန်ဖိုးနှုံးဆန်နေနဲ့ကျွန်တော်ရဲ့နိုင်ငံတော်ကိုတိဆောက်မယ်ဆိုတော့ဖက်ဒရယ်ဒီမိုဒီချာတာပေါ့နော်အစိပ်ပိုင်းတစ်ကိုအခြေခံပြီးတော့အခုဂျာကာလာအသင်ကူးပြောင်းရေးကာလာနေပြီးတော့အမြဲတမ်းအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွေအထိဘောနော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးဆိုတဲ့ process ကတော့အခုတည်းကဟိုဆက်လက်ဆောင်ရွက်နေရစေ process တကူတော့ဖြစ်တယ်လို့ပြောလို့ရတယ်ဘောနော်ဆိုတော့ဒီနေရာမှာလည်း၄နှစ်၅နှစ်တာကာလအတွင်းမှာအဲကျွန်တော်တို့အချင်းချင်းကြားမှာယုံကြည်မှုပေါ့နော် trust issue တွေအများကြီးပဲတိစောက်ခဲ့ရတာတွေကြော်လွားခဲ့ရတာတွေရှိခဲ့ပူတယ်အထူးသဖြင့်အတွင်ကူပြောင်းရင်ကာလဖွဲ့စည်းပုံအခြေခံဥပဒေတရက်လိုအပ်တယ်ဆိုပြီးတော့စဉ်းစားပြီးတော့ဆွေးနွေးကြတဲ့အခါမှာဘယ်နေရာမှာဒီဥပဒေတရက်ကိုအတီးပြုတ်မလဲပေါ့ ထုတ်ပြန်ကြမလဲပေါ့ညီလာခံလားလွတ်တော်လားဆိုတာမျိုးတွေကျွန်တော်ညင်းပွားခဲ့ဒါပေမဲ့ဒါကိုလည်းကျွန်တော်တို့ကြော်လွားနိုင်ခဲ့ပါတယ်ဘာဘလူနီးနဲ့ကြော်လွားနိုင်ခဲ့လဲဆိုတော့အတွင်ကူပြောင်းရေးကာလရောက်တော့မှသာလေကျွန်တော်တို့အားလုံးပါဝင်တဲ့တိုင်းပြည်ပြည်လွတ်တော်လိုမျိုး assembly တခုခေါ်ပြီးတော့ဒါကိုအတည်ပြုအတည်ပြုပြီးတော့မှနောက်ထပ်အမြဲတမ်းအတွက်ဖွဲ့စည်းပုံခြေခံမှုတွေရေးဆွဲရေးဆိုင်ရာလုပ်ငန်းတွေကိုဆက်ပြီးချမှတ်မယ်ဆိုတာမျိုးပြောတယ်အဲ့ရနေမှာတစ်ဆင့်အခုဟိုဘာပဲပြောပြောလုံခဲ့တဲ့တစ်နှစ်လောက်ကမှဆရာတို့ဒီမှာရှိတဲ့သူတွေအားလုံးကြားပြီးဖြစ်တဲ့ဒီ after ပေါ့နော် ဒီ article of federal transitional arrangement လို့ခေါ်တဲ့အတွင်ကူပြောင်းရေးကာလဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဒီအစီအမံမူကြမ်းတရက်ကိုပေါ့နော်အစီအမံပဲပေါ့တော့ဖွဲ့စည်းပုံလိုမျိုးတော့ characteristic အပြည့်တော့မဟုတ်ဘူးဒီအစီအမံတရက်ကိုတော့ရေးဆွဲဖော်ထုတ်နေတဲ့လုပ်ငန်းရှင်တရက်ကဆက်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျာကလာဥပဒေပြည်တာဝန်ရှိတဲ့လွှတ်တော်ကတော့ ဒီလွတ်တော်အနေနဲ့ကတော့ရှင်းတယ်ပေါ့နော်ဟိုကျွန်တော်တို့ကဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မှာပါဝင်ပြီးခဲ့တယ်ဆိုတာအထက်ဒီဟာကိုတကယ်လို့အားလုံးပြီးပြီးသွားလို့ရှိလို့ရှိရင်လေကျွန်တော်တို့ဟာဒီရဲ့လုပ်ငန်းစဉ်ရဲ့အစိတ်ပိုင်းဖြစ်တနည်းနည်းနဲ့ပေါ့နော်ကျွန်တော်အားလုံးတူညီတဲ့ဘုံကြီးမန်းချက်နိုင်ငံရေးရီမန်းချက်တွေကိုကျွန်တော်တို့ဟိုစုစည်းပြီးတော့အားလုံးသဘောတူညီတယ်ပေါ့နော်လုပ်ငန်းစဉ်တရားနဲ့ပါဝင်လာနိုင်ွယ်ရှိရလို့တော့ကျွန်တော်အနေနဲ့ဖြေချလို့ရပါတယ်လို့ဒါတော့ဒီ၄နှစ်၅နှစ်တာကာလအတွင်းမှာ အတချက်အာနေချက်တွေပေါ့ဆိုတော့ဘူနည်းနည်းလေးအချုပ်ပြန်ပြောရရင်ကျွန်တော်တို့နိုင်ငံရဲ့အခုဖြစ်နေတဲ့ဒီဒေါ်လာရေးခရီးက2008ကိုဒေါ်လာရေးအင်အားစုဘက်ကလုံးဝဖျက်သိမ်းပြီးသွားပြီလို့ယုံကြည်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း2008ကဘယ်မှာကျန်နေလဲဆိုတော့စစ်အုပ်စုနဲ့စစ်အုပ်စုစိုးမိုးထိန်းချုပ်သောနယ်မြေဒီမှာ ကြံနေတယ်ဒါကြောင့်လဲယူကော့ပဲသူတို့ကျင်းပဖို့ကြိုးစားတာပေါ့ဆိုတော့သူတို့ legitimate so called legitimate government တခုကိုဖန်တီးပြီးတော့လွတ်တော်တခုကိုသူတို့ပြန်လဲဖော်ဆောင်မယ်ဆိုရီမန်ကြံနေတစ်ဖက်မှာလဲသူကြိုးစားနေအဲ့တော့မြန်မာနိုင်ငံကြီးအကြက်တဲလို့ဓာတ်ရိုက်လို့ပြောလို့ရှိလို့ရှိရင်2008ပြတ်သွားပြီဆိုတော့ယုံကြည်တဲ့အုပ်စုနဲ့2008မပြတ်သေးဘူးလို့ကင်ဆွဲနေတဲ့အုပ်စုကြားကအကြက်တဲတခုလို့ပဲဟိုဓာတ်ရိုက်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကလည်း2008လို့ပြောရင်လည်း2008ကလည်းသူကစစ်ကြီးဆိုးရွာတာကိုသူကဟိုနှိမ့်မြုပ်ထားပြီးသား ဖြစ်နေတာအားလုံးလည်းသတိပြုမိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေထားတစ်ခုမှာကျွန်တော်တို့နိုင်ငံမှာအခုကဘာဖြစ်နေလဲဆိုတော့တချို့အော်ဒီစစ်အုပ်စုစိုးမိုးထိန်းချုပ်တဲ့နယ်မြေတွေမှာဆိုလို့ရှိရင်သူကဒီမိုကရေစီပြန်လည်ရှင်သန်ရေးလို့သာပြောတာဒီမိုကရေစီဆိုတာကိုစစ်တပ်ပေးတဲ့လောက်ပဲယူဆိုတဲ့စစ်တပ်ကလည်းသူတို့ပေးတဲ့လောက်ပဲဒီမိုကရေစီယူဆိုတဲ့ပုံစံမျိုးနဲ့ရွေးကောက်ပွဲကိုပြန်လုပ်ပြီးပြောကြင်တာက guidance ဒီမိုကရေစီသူတို့လမ်းညွှန်ပေးမဲ့ဒီမိုကရေစီဒီမိုကရေစီရဲ့ရှေ့မှာဝိသေသတွေနဲ့စီကံပြေဝတော်တို့ blah 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 တွေပေါ့နော်ဒါတွေနဲ့သူတို့ကလမ်းညွှန်ပေးမဲ့ဒီမိုကရေစီကိုတော့အခု ိုသူတို့စ조사နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တော်လိုင်းကြီးမှန်းချက်နဲ့လုံးလုံးကြီးထဲခွာနေတာဘာဘာကိစ္စလဲဆိုတော့ကျွန်တော်ကရှင်းတယ်ဒီတော်လိုင်းကြီးခကြီးကတို့တိုင်းပြည်မှာကာကွယ်ရေးဦးစီးချုပ်တယောက်ကသူမကြိုက်တဲ့ရွေးကောက်ပွဲရလက်ထွက်လာတိုင်းမှာသမရနဲ့နိုင်ငံသားရေးဝင်ကြီးတနည်းတိုင်းမင်္ဂပုတ်ကိုပေါ့နော် ဒီလူတွေကိုဖမ်းဆီးထိန်းသိမ်းခွင့်ရှိတယ်ဖမ်းပြီးတော့ကိုလိုချင်တဲ့ရက်လက်ပြန်ထွက်အောင်လို့ရွေးကောက်ပွဲကျင်းပခွင့်ရှိတယ်ဆိုတော့သူ့ရဲ့စိတ်ကြိုက်စီမံမှုအောက်ကနိုင်ငံရေးယဉ်ကျေးမှုတရထွန်းကားသွားလို့ရှိရင်ကျွန်တော်ထင်တယ်ကျွန်တော်နိုင်ငံရဲ့အနာဂတ်လာလာကောင်းမယ်မထင်ဘူးကာကွယ်ဦးသီးချုပ်တယောက်ရဲ့စိတ်ဆန္ဒအပေါ်မှာအမြဲတမ်းဒီတိုင်းပြည်ဟာဟိုရွေလျားမောင်းနေနေရတယ်ဆိုတာပြည်သူတွေရဲ့ဆန္ဒကိုမျက်ကွယ်ပြုနေတဲ့စနစ်တစ်ခုကိုဖော်ဆောင်ပေးမဲ့ဒီမိုကရေစီကိုတော့ကျွန်တော်တို့အနေနဲ့ညှင်းဆန်ဖို့လိုတယ် အဲ့ဒီပုံမှာအဲကျွန်တော်အနေနဲ့ပြက်ပြက်တသားနဲ့လူလူကိုတုံ့ပြန်ပေးဖို့တိုက်တွန်းပြောဆိုနေရတယ်လည်းရှိတယ်ပေါ့နော်ဒါလူလူလည်းအများကြီးနားလဲပဲကျွန်တော်အများကြီးလူလူကိုဘာလုပ်ပါဘာမလုပ်ပါနဲ့လမ်းပြကြတာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲအငင်းပွားမှုနဲ့အာနာသိမ့်ပါတယ်လို့ပြီးတော့ငါတို့မဲတွေဟာအဟောတိကံဖြစ်ကြပါတယ်ဆိုတဲ့ခံစားချက်နဲ့လမ်းပေါ်ထွက်လာတဲ့လူလူကိုနောက်ထပ်ထပ်ပြီးတော့ရွေးကောက်ပွဲတစ်ခုနဲ့ပြန်ပြီးတော့ဆွဲဆောင်စီရုံးနေဆိုတာလက်တွေ့ကြတဲ့ဖြည့်ရှင်မှုမဟုတ်ဘူးဆိုတာကိုပြည်သူအားလုံးသိကြတယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ဟုတ်ဟုတ်ဒီလောက်ပါပဲ။နောက်မှမေးခွန်းရှိရင်ဆက်ပြီးတော့ဖြေကြပါမယ်။ ဟုတ်ကဲ့ဆရာအဲ့ရနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်တို့ဒီခု CRPH အပါဝင်တဲ့ CRPH လုံဆောင်ချက်ပေါ်မှာအားမလို့အားမရဖြစ်တဲ့ဝေဖန်မှုတချို့ဒါတောက်လျှောက်တက်လာတာပေါ့နော်တိုးတော်လည်းတစ်ဖက်မှာ IPU လို့ခေါ်တဲ့နိုင်ငံပေါင်း100ကျော်150ကျော်ပါဝင်တဲ့လွှတ်တော်အင်အားစုတွေက CRPH ကိုအတိမပြုံမှုဆက်လက်ပြုလုပ်တဲ့အပြင်ဒီကိစ္စနဲ့ပတ်သက်ပြီးမှ စစ်ခေါင်းဆောင်ရဲ့ဒုတိယစစ်အုပ်စုရဲ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့စိုးဝင်းကိုတိုင်က CRPH နဲ့ NUG ကိုနိုင်ငံတကာကအတိမပြုတ်တဲ့ဆိုပေဟာဝန်ခံချက်ပေါ်လာသလိုဒါပြည်သူထောက်ခံမှုလိုအပ်တယ်ဆိုတဲ့စစ်ကောင်စီရဲ့အာဏာချက်တွေကိုပေါ်လာတဲ့ဒီတဲ့ရောက်မှုရှိခဲ့တယ်ပေါ့ဆိုတော့ IPU က CRPH ကိုထောက်ခံမှုကဘလောက်ထိတော်လှန်ရေးရှိဆက်နိုင်ဖို့အတွက်အရေးပါတယ်လဲပေါ့ဒါနဲ့ပတ်သက်ဆွေးနွေးပြီးပေါ့တော်လန်ရေးခရီးရှေ့ဆက်နိုင်မှုဆိုတာကတော့တော်လန်ရေးကတော့ကျွန်တော်တို့ညီမှန်းချက်အတိုင်းပဲဆက်ပြီးတော့သွားနေရပဲပေါ့နော် ဒါပေမဲ့ဟိုတော်လန်ရေးမှာမျက်နှာစာရေးရှိရပါကျွန်တော်အမြဲတမ်းလဲအဲ့ဒါအင်တာဗျူးတွေမှာဖြေလေးရှိပါတယ်။ तू ကနိုင်ငံတကာမျက်နှာစာရှိတယ်။ CE မျက်နှာစာရှိတယ်နိုင်ငံရေးမျက်နှာစာရှိတယ်။ဆိုတော့ IBU လိုမျိုးမှာကျွန်တော်တို့ဟိုမြန်မာလွှတ်တော်အနေနဲ့ဆက်ပြီးတော့အတိမတ်ပြုခွင့်ရတယ်။နောက်တစ်ခုကမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကုစားပြုတော့အဖွဲ့အစည်းများအဖြစ်ကိုဆက်ပြီးတော့ယက်တီနိုင်နေတယ်ဆိုတာကဒါတန်တမာရေးဆိုင်ရာဟိုတိုက်ပွဲမှာအောင်မြင်မှုတစ်ခုပဲပေါ့နော်။ဒီလိုပဲ တမတ်ကြီးဥကြုံမိုးထွန်းရဲ့အခိုင်အမာနဲ့မြန်မာပြည်သူတွေဘက်မှာယက်တည်နေမှုအားလည်းဒါတန်တမာရေးကျိုးအောင်မြင်မှုလို့ကျွန်တော်တို့သုံးသပ်ခဲ့ကြသလိုပေါ့နော်ဒီလိုပါပဲတခြားနိုင်ငံတကာမှာလည်း advocacy လုပ်နေတာတွေနောက်ပြီးတော့တစ်ချိန်တုန်းကလည်းဒီလိုပဲမြန်မာဒီမိုကရေစီလှုပ်ရှားမှုဆိုတာပြည်တွင်းရှိတဲ့ပြပရှိတယ်ပေါ့နော်ဆိုတော့ဒီတန်တမာရေးတိုက်ပွဲတွေမှာတော့သက်ဆိုင်ရာနိုင်ငံတွေရဲ့ diaspora တွေရော advocacy လုပ်တဲ့သူတွေရောဒီမိုကရေစီရေးကြိုးပမ်းကြတဲ့သူတွေအကုန်လုံးကတော့ ဟိုကျွန်တော်တို့ indict အားလိုက်လုပ်နေကြပါဒါအမျက်နှာသာတစ်ခုပေါ့နောက်ထပ်မျက်နှာသာတစ်ခုကတော့ဟိုစီးရီးမျက်နှာသာစီးရီးမျက်နှာသာကတော့ဒါပို့ပြီးတော့အစိုးရဖွဲ့နဲ့တက်ဆိုင်တာပေါ့နော်ဒါကျွန်တော်တို့အများကြီးတော့မဖြေကျင်တော့ဘူးဟိုကျွန်တော်လည်းအများကြီးသိမှထားတော့မဖြေကျင်တော့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကတော့နိုင်ငံရေးမျက်နှာသာပေါ့နိုင်ငံရေးမျက်နှာသာမှာတော့ကျွန်တော်တို့ကအာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပေါ့နော်ကျွန်တော်တို့နိုင်ငံရေးဆိုင်ရာသဘောတူညီချက်တွေ ရရှိလာဖို့ကိစ္စတွေနောက်ပြီးတော့အဲကျွန်တော်တို့စိုးမှုထိမ့်ချုပ်ထားတဲ့နေမြေတွေမှာအုတ်ချုပ်ရေးရန်နေရာတွေထူထောင်တဲ့အခါမှာပြည်အောင်စုအစိုးရနဲ့ပြည်နယ် Federal Unit တွေကြားမှာဘယ်လို Inter Governmental Relationship တွေကိုပေါ့နော်ပြည်ပြင်လာအောင်ဖော်ဆောင်ကြမလဲနောက်ပြီးတော့ဂျာကာလာအစီအမံတွေနောက်ပြီးတော့တချို့ဖွဲ့စည်းပုံရေးဆွဲတယ်တချို့က Governing Document ဆိုပြီးတော့အုတ်ချုပ်ပုံစာတမ်းမျိုးတွေ develop လုပ်နေရရှိရပေါ့ဆိုတော့ဒီအားမျိုးတွေမှာတော့ကျွန်တော်တို့ CRPH ဥပဒေရေးရာကော်မတီအနေနဲ့တော့ကျွန်တော်တို့ အကြံပေးနေတာမျိုးချိတ်ဆက်ဆောင်ရွက်နေတာမျိုးတော့တောက်လျှောက်ဆိုသလိုပေါ့နော်ရှိနေတယ်ပေါ့ဆိုတော့ဒီမျက်နှာသာအတီးတီးမှာကျွန်တော်တို့ဟန်ချက်ညီညီနဲ့ဆက်ပြီးတော့ဒေါ်လာရေးခီးရတော့ဆက်သွားနေအောင်နော်တည်ကြတာတစ်ခုကဒါတော့ကျွန်တော်ပုံမှန်လေးလေးပဲပြောလိုက်မယ်။စကားမရဲ့ရွေးကောက်ပွဲကိုတချို့ကမတားဆီးနိုင်တော့ဘူးလို့ပြောတယ်။မှန်တယ်ကျွန်တော်တို့ဟာကျွန်တော်တို့စ조사နိုင်တဲ့လောက်ကျွန်တော်တို့ဒီဟာကိုတားဆီးဖို့အတွက်ကျွန်တော်တို့တောက်လျှောက်ဆိုလိုမျိုးကျွန်တော်တို့တရားဝင်မှုအခိုင်အမာရက်တည်ရင်းနဲ့ပြတ်တန့်ရင်းနဲ့ကျွန်တော်တို့တားဆီးတာ။အခုဆိုရင် IPU မှာ အတိမပြုခံရတယ်ဆိုတာအားလေစကားမလွတ်တော်တစ်ခုကိုဖော်ဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာတပြိုင်တည်းမှာပဲဒါပြည်သူတွေရဲ့ဆန္ဒကိုကိုးစားပြုတဲ့လွတ်တော်တရားဟာမြန်မာလွတ်တော်ဟာဒါဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်တို့အပြိုင်ကြိုးစားနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါလည်းဆက်ပြီးတော့ရှေ့ဆက်ထိန်းသိမ်းရမယ့်ကိစ္စတွေရှိတယ်ရှေ့ဆက်ပြီးတော့ကျွန်တော်ကြိုးပမ်းအားထုတ်ရမယ့်ကိစ္စတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲကိုမတားဆီးနိုင်ဘူးလို့ တစ်ဖက်ကဟိုတချို့တွေပေါ့နော်တုံးတက်လာခဲ့ရင်တော့မှာပဲဟုတ်တယ်ကျွန်တော်တို့ရဲ့ရီမန်းချက်ကိုလေစကားမှာတားဆီးဖို့အတွက်လုံးဝတို့အနေနဲ့မကြိုးစားနိုင်ねကိုယ့်ရီမန်းချက်ကိုကိုအားလုံးကတော့တွားနေကြတာပဲကျွန်တော်ရီမန်းချက်ကတော့ကိုရှင်းတယ်ပေါ့ဗျာဘုံတဘောတူညက်တွေရခဲ့တာရှိတယ်အဲ့ဒါတွေကိုကျွန်တော်စီးနောင်ပြီးတော့ဆက်လက်တိုက်ပွဲဝင်ဖို့လိုတယ်မှာဘုံတဘောတူညက်တွေရခဲ့တာရှိရယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ Federal Democracy Charter မျိုးရေးဆွဲပြီးတော့ကျွန်တော်တို့ဒီဟာကိုပရင်းရင်ပြုတ်မှုနဲ့ပေါ့နော်ကျွန်တော်တို့ရခဲ့တာရှိတယ်အဲ့လိုပဲ NUG K2C statement မျိုးတွေပေါ့နော်ဒါနိုင်ငံကြီး ဘုံတဘောကြီးမှန်ချက်6ချက်တို့အဲနောက်ပြီးတော့ vision နဲ့ mission တွေကျွန်တော်တို့ဖော်ပြခဲ့တာရှိတယ်။အဲ့လိုပဲ NLD, CRPH, NUG, Chin Brotherhood ပေါ့ဒီလိုမျိုး၄ဖွဲ့လည်းထုတ်ခဲ့တဲ့ဟာတွေလည်းရှိတယ်လို့အခု after ဆိုပြီးတော့ရေးဆွဲနေတယ်ပေါ့နော် process တွေလည်းရှိတယ်ဒီလိုပဲ common political agreement လို့ခေါ်တဲ့ CPA လုပ်ငန်းစဉ်အားလည်းတစ်ဖက်မှာရှိနေတယ်။အဲ့တော့တေချာကကျွန်တော်တို့မှာဘုံသဘောတူညီချက်တွေရှိခဲ့တယ်။အဲ့ဒါတွေနဲ့ကျွန်တော်တို့ပို့ပြီးတော့ခိုင်မာတဲ့စီးနှောင်မှုနဲ့ကျွန်တော်တို့ဒီတိုက်ပွဲကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့လိုတယ်။အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုလည်းအစကမှကတားဆီးနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်။အဲသူတို့ကလည်းသူတို့ရဲ့ရည်မှန်းချက်ကိုဆက်ပြီးတော့သူတို့သွားနေရပေါ့နော်။ရွေးကောက်ပွဲဟာနောက်ဆုံးရွေးကောက်တင်မြောက်ခံတဲ့လူဘယ်သူမှမရှိဘူး။တယောက်ကပဲ nomination လုပ်ရင်တောင်မှပဲ auto eight လူကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားမယ်။ပုံပြက်ပန်းပြက်ရွေးရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲဥပဒေကြီးအောက်မှာကျွန်တော်ထင်တယ်။အဲ့ဒီအပေါ်ဒီမှာတော့ကျွန်တော်လိုက်ပြီးတော့ဥပဒေကြောင်းဆိုင်တာတုံ့တက်မှုတွေတော့ကျွန်တော်လုပ်နေမှာမဟုတ်ဘူး။ဒါကြောင့်လဲဆိုတော့ရွေးကောက်ပွဲကျင်းပခွင့်မရှိတဲ့ ဲဒီအချမ်းဖက်စေအုပ်စုစုကကျင်းပတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ကဥပဒေကြောင်းဆိုင်ရာအဲတွားပြီးတော့တုံးတက်လို့ကတော့အလကားပဲပေါ့နော်ဒါပေမဲ့ဒါကတော့ legal perspective ကနေပြီးတော့တုံပြန်တဲ့သူတွေကတော့သူ့ရဲ့ပညာရှင်ရှုတော့အောင်တုံပြန်ကျွန်တော်တို့ကတော့နိုင်ငံရေးသမားဖြစ်တဲ့အကြောင်းနိုင်ငံရေးအရာပဲကျွန်တော်တို့တုံပြန်တယ်အလူလူကိုကျွန်တော်တို့ဘယ်လိုရှင်းလင်းတဲ့သတင်းတကားပေးမလဲဒါပဲကျွန်တော်တို့ပြောမယ်ဆိုတော့တချို့တုံးတက်တာလည်းရှိရပေါ့နော်ဒီနေရာမှာကျွန်တော်နည်းနည်းထည့်ပြောချင်တာက2020ရွေးကောက်ပွဲက9နှစ်ပြီးလို့ရှိလို့ရှိရင် demand တွေကကုန်သွားပြီလားဆိုတာမျိုးတချို့သုံးသပ်ကြတယ်ဆိုတော့ကျွန်တော်မြဲပြောပါတယ်2020ရွေးကောက်ပွဲရလက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေတရက်ကပေးတဲ့ mandate ပေါ့နော် constitutional mandate မဟုတ်ဘူးဆိုတာကျွန်တော်အမြဲတမ်းပြောတယ်ဒါလူလူကပေးတဲ့ mandate ဖြစ်တယ်အဲ့ဒီကာလမှာပြန်မှတ်မိဖို့လိုပါတယ်ကျွန်တော်ရွေးကောက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးပါတီတွေရဲ့ဂရီကဝတ်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒီနိုင်ငံမှာဒီဖွဲ့စည်းပုံနဲ့ဆက်သွားလို့မရဘူးဒီဖွဲ့စည်းပုံကတော့ federal စနစ် အဲဒီပေါ်ဆောင်နေမှာမဟုတ်ဘူးဆိုပြီးတော့လွှတ်တော်ပြင်မနိုင်ငံရေးနီးလန်းနဲ့လည်းဒါ NCA ဆိုတာမျိုးအဲ့ချိန်ကကြိုးပမ်းခဲ့ဘူးတလို့လွှတ်တော်ရင်းနိုင်ငံရေးနီးလန်းနဲ့လည်းအပြင်ဆင်ဖို့အတွက်ကြိုးပမ်းတဲ့အခါမှာရွေးကောက်ပွဲမှာမဲဆွဲတဲ့အခါမှာဒီဖွဲ့စည်းပုံချင်အုပ်ကြီးပြင်ဆင်ရေးဆိုတာတွေကိုဟိုထည့်သွင်းပြီးတော့ဂရီကဝေးပြုမှုတွေတွားခဲ့တယ်ဒီအတိုင်းပဲလေအဲကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်တွေက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်အပြီးတိုင်ဖြတ်သိမ်းလိုက်ပြီးဆိုတော့ကျွန်တော်တို့ကြီးညာခဲ့ ရှင်းညာခဲ့တဲ့ကြောင့်ဒီ people mandate ပြည်သူလူထုကပေးတဲ့ဒီဆန္ဒကိုကျွန်တော်တို့ဟာဆက်လက်ပြီးတော့အကောင့်ထဲပေါ်နိုင်နေတုံးမဲဆိုလို့ရှိရင်လူထုရဲ့ဆန္ဒကိုကျွန်တော်တို့ကိုစားပြုနေနိုင်သေးသော mandate ရဲ့အဓိပ္ပာယ်ဟာတောက်ဝင်လှုပ်ရှားမှုရှိနေတယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်အဲ့တော့ နောင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတရရမပေါ်ပေါက်မချင်းမှာပြည်သူကပေးထားတဲ့တရားဝင်မှုကိုကျွန်တော်ကင်ဆယ်ရင်းနဲ့ဒီဒေါ်လန်ကြီးခီးမှာပါနေတဲ့ပေါ့နော်အင်အားစုတည်တည်နဲ့ကျွန်တော်ဆက်ပြီးတော့လက်တွဲဆောင်ရွက်သွားမယ်ဆိုတော့အဲ့အဲ့ပုံစံမျိုးပဲကျွန်တော်တို့ပြည်သူတွေရဲ့နိုင်ငံရေးဆန္ဒကိုကိုစားပြုပြီးတော့ပဲကျွန်တော်တို့ဆက်ပြီးတော့အဲရှေ့ဆက်လျှောက်သွားမယ်လို့တော့ကျွန်တော်အနေနဲ့ဖြေကြားချင်ပါတယ်ဆရာအဲ့လိုဆိုဆွမ်းနာဆရာပြောတဲ့ဒီနိုင်ငံကြီးပူးပေါင်းဆောင်ရွက်မှုတွေလည်းတိုးမြင့်ပြမဆရာတို့ CRPH ကုတိုင်ပါဝင်နေတဲ့ဟာတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့မှအခု ညော်လေးချက်ကြီးကြီးမမထားနေကြတဲ့ပြည်သူတွေလည်းရှိတယ် NUG ကပြောင်းလဲကြီးကြီးမမမြင်လာပြီးတော့မှပုံမထျောက်တဲ့ဒေါ်လာကြီးအစိုးရပေါ်လာဖို့ညော်လေးနေကြတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့မောဆရာဒီထမှန်ပြီးတော့မှဒါပြည်သူတွေတီးတင့်တယ်လို့ထမှန်ဖြည့်ရှို့ပေးပါလားအထူးသဖြင့်ဒါက2025ခုမကုန်ခင်ဆိုတော့နှစ်လလောက်ပဲလိုတော့တဲ့အနေထားဆိုရင်ဒီနှစ်လအတွင်းမှာပေါ်ပေါက်လာနိုင်ချင်လားလား ဘလို့ရှိလဲဆိုတဲ့ဟာမှမျိုးပိုင်းဆွေးနွေးပြပါခွင့်ဟိုဟောဒီလာတွေထဲမှာဆရာတို့တော့သတိထားမိလိမ့်မယ်တမနာကြီးကတိုင်းနာကောင်းဆောင်နေနေပေါ့နော်ဟို bilateral ပုံစံမျိုးလေးတွေ့ပြီးတော့သတင်းမီဒီယာတွေမှာလည်းဒီသတင်းလေးတက်နေတာတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ NUG reform လုပ်နေတာ ਨੇ တပြိုင်နက်ထဲမှာတစ်ဖက်မှာဟို ကျွန်တော်တို့ချင်းချင်းကြားမှာနိုင်ငံရေးရပေါ့နော်ဟို စီးနောင်အားပို့ပြီးတော့ကောင်းဖို့အတွက်ကို ဟိုတစ်ဖက်မှာလည်းပေါ့နော်စူးစမ်းနေရရှိတယ်။ NUG ဘက်ကလည်းတီမန်ဆောင်ရွက်နေရရှိတယ်လို့ကျွန်တော်တို့ဒီပြည်ထောင်စုလွတ်တော်ကိုယ်တိုင်ကော်မတီအနေနဲ့ဆိုလို့ရှိရင်ဒါဥထာကြီးဦးအောင်ကြီးညိုကိုယ်တိုင်ပေါ့နော် NUG ရဲ့ reform committee မှာပါဝင်ပြီးတော့ဘယ်လိုမျိုးပြင်ပြောင်းလဲတင့်တယ်ဆိုတဲ့ကိစ္စမျိုးတွေကိုတောက်လျှောက်ဆိုလို့ပေါ့နော်ဆွေးနွေးနေကျွန်တော်ထင်တယ်တော်တော်တော့လက်ဆက်တတ်တော်မယ်လို့ထင်တယ်။ဒါပေမဲ့ဟိုကျွန်တော်ကလေ NUG reform ကိုဟိုကျွန်တော် highlight လုပ်ပြီးပြောတာတဲ့ဒီကာလမှာ ်အရေးကြီးတာ NUG reform ဆိုတာတက်ကျွန်တော်တော်လိုင်းရေးအင်အားစုအတိအထိကြမှာ NUG အပါဝင်ပေါ့နော်တော်လိုင်းရေးအင်အားစုအတိအထိကြမှာဘုံနိုင်ငံရေးသဘောတူညီချက်ရရှိပြီးတော့ကျွန်တော်စီးနောင်မှုအားကောင်းကောင်းနဲ့ကျွန်တော်ရှေ့ဆက်ခရီးကိုဘလို့သဘောတူညီချက်တွေတွားမယ်ဆိုတာကိုပိုပြင်လာဖို့အပိုအရေးကြီးတယ်အဲ NUG reform တက်ပို့ပြီးတော့အရေးကြီးတဲ့ကိစ္စလို့မြင်တယ်ဆိုတော့နိုင်ငံရေးသဘောတူညီချက်ရဲ့နောက်ကွယ်မှာပူးပေါင်းဆောင်ရွက်မှုတွေစီရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဒါမျိုးတွေကနောက်ဆက်တွဲ ဖော်ဆောင်ရမယ် implement လုပ်ရမယ်ကိစ္စတွေလို့ကျွန်တော်မြင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဒီပြင်စိတ်ဝင်စားတာက NUG reform ဆိုတာအတက်ကျွန်တော်တို့ဒီဒေါ်လာရေးနိုင်ငံရေးဘုံသဘောတူညီချက်တွေပို့ပြီးတော့ပြည်ပြင်ခိုင်မာလာပြီးတော့ကျွန်တော်ရှေ့ဆက်သွားနိုင်လို့ရှိရင်အဲ့ reform ထက်မကပို့တဲ့ကျွန်တော်တို့စုဖွဲ့မှုဟာ NUG တပိုအားကောင်းသွားနိုင်တဲ့ဒီဒေါ်လာရေးဥဆောင်အဖွဲ့အစည်းတရက်ကိုကျွန်တော်တို့ပြည်ပြင်သွားနဲ့ဖွဲ့စည်းနိုင်လိမ့်မယ်လို့ယုံတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပဲကျွန်တော်ဖြေပြရတယ်ဟုတ်ကဲ့ဆရာဒါနဲ့ပတ်သက်ပြောမှဒီဆရာဆွေးနွေးတဲ့အချက်မှပါတယ်လို့မျိုးဒီကြိလက်တဲ့စုဖွဲ့မှုဟာမျိုး တလက်တွဲပူးပေါင်းဆောင်ရွက်မှုအားနည်းချက်ကိုပဲထောက်ပြီးတော့မှအင်းနီချင်းနိုင်ငံပါဝင်နိုင်ငံတကာတချို့ကဒါစစ်ကောင်စီပုံမှာဖြစ်မနေစကားပြောဖို့လိုအချက်ပုံစံမျိုးမြင်လာတဲ့ဟာတွေတချို့ရှိတယ်ဘောဆိုတော့ဒီပုံမှာဟောဆရာဘယ်လိုတုံ့ပြန်ချင်တာလဲဟိုအခုအာရှရဲ့ဂျိုဘန်မှုမှာဆိုလို့ရှိရင်လေသူကကျွန်တော်ထင်တယ်ဒီဘက်ကဒေါ်လာရင်းအင်အားစုတွေဘက်က stakeholder တွေအားလုံးကိုလည်းသူတို့ထိတွေ့ဆက်ဆံတယ်အဲ့လိုပဲစစ်အုပ်စုကိုလည်းသူတို့ထိတွေ့ဆက်ဆံတယ်ဆိုတော့ဒီပြဿနာရဲ့အရင်းမြစ်က စေအုပ်စုဆိုတာမျိုးတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကြားထဲမှာတော့နိုင်ငံတကာကိုရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်ပြောပြတာပြီးသားဥပမာအဖြစ် ASEAN ရဲ့5 point consensus ကိုဖော်ဆောင်တဲ့အခါမှာသူတို့ 5PC မှာပါတဲ့အကြံဖတ်မှုတွေရောကြရေရှော့ကြရေဆိုတဲ့ကိစ္စဒါကျွန်တော်တော်လိုင်းအင်အားစုတွေရဲ့ဘက်ကလုပ်နေမှာမဟုတ်ဘူးလီတောင်းတက်ခိုက်မှုတွေနဲ့ပြည်သူတွေကိုရန်ကတက်ဖြတ်နေတာဒါစစ်အုပ်စုဖြစ်တယ်ဆိုတော့ပြဿနာရဲ့ root cause ပေါ့နော်အရင်အမြစ်ကစစ်အုပ်စုဖြစ်တယ်ဆိုတော့သူတို့အနေနဲ့နားလည်ပြီးသားဖြစ်တယ်ဆိုတော့ဒီအကြမ်းဖက်မှုတွေကိုရက်လာရက်အောင်လို့ တိုက်တွန်းပြောဆိုဖို့ကနိုင်ငံတကာကိုကျွန်တော်တို့အနေနဲ့ကအမြဲတမ်းဒီဒီကိစ္စပေါ်မှာဒီအကြမ်းဖက်မှုတွေရက်ပြီးတော့နိုင်ငံရေးဆန္ဒရှိမှုကိုပြပါဆိုလိုတာကဒီမိုကရေစီအသင်ကူးပြောင်းရေးကိုတကယ်သွားမယ်ဆိုလို့ရှိရင်2008ဖွဲ့သီးပုံအခြေခံဥပဒေမရှိတော့ဘူးဟာလာရွေးကောက်ပွဲဆိုတာကလည်းတကယ်စနစ်ကို system change ကိုပြောင်းတဲ့ဟိုဥတီတဲ့ရွေးကောက်ပွဲဆိုလို့ရှိရင်လက်ခံနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးတိကျွန်တော်ဆွေးနွေးတာဆိုတော့ပြောချင်တာက system chain ကိုသွားမဲ့ရွေးကောက်ပွဲဆိုတာတော့ရှင်းတာပေါ့ဗျာ2008ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဘူးဆိုလို့ရှင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာတိုင်းပြည်ပြည်ပြည်လွတ်တော်ရွေးကောက်ပွဲလည်းဖြစ်ရင်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲကိုလုံးလုံးကြီးငင်းနေရမှာမဟုတ်ဘူးရွေးကောက်ပွဲဆိုတာဘယ်လိုပုံစံဘယ်လိုနည်းဖြစ်ရမယ်ဆိုတာမျိုးကျွန်တော်တို့ပြောနေတာဆိုတော့ အခုကတော့နိုင်ငံတကာကတော့အတန်ပြောင်းပြီးပြောနေတာပေါ့ဟိုအာဆီယံကတော့ဒါအားလုံးပါဝင်တဲ့ရွေးကောက်ပွဲပြမယ်ဆိုတော့2008အောက်မှာကတော့ဒီရွေးကောက်ပွဲကိုပြန်သွားလို့ရှိလို့ကျွန်တော်ရှင်းတယ်ဗျကျွန်တော်အများနဲ့နောက်နောက်ပြီးတော့ပြောသေးတယ်ဒီစာအုပ်အစိမ်းကြီးကို2008နံပါတ်ပြားပါတဲ့ကားကားအစိမ်းအောင်ကြီးကိုတက်စီမိလို့ရှိလို့ရှိရင်တော့စိုက်မဲ့ဘူတာကတော့ဒီပြန်ပြီးတော့2020ရွေးကောက်ပွဲကို2021ခုနှစ်မှာအာနာသိန်းတို့လိုတန်တရာပဲပြန်လဲမင်မှတ်တိုင်ကိုပဲပြန်ရောက်သွားမှာပဲအဲ့တော့ရွေးကောက်ပွဲဆိုတာဖြတ်သန်းအမဲမှတ်တိုင်လို့တော့ဟိုလွယ်လွယ်တော့မပြောကြနဲ့ပေါ့ ဖြတ်တမ်းမဲ့မှတ်တိုင်မဟုတ်အဲ့မှတ်တိုင်ရောက်လို့ရှိလို့ရှိရင်ဘယ်ဘာဖြစ်မယ်ဆိုတာကလူတိုင်းသိပြီးသားဆိုတော့တချို့ကျွန်တော်စဉ်းစားနေရကျွန်တော်တတိထားမိပါတယ်ဟိုဒီမိုကရေစီကိုကျွန်တော်ဆွတ်ဆော့ဆွေးနွေးသားသလိုပေါ့စစ်တပ်ကပေးတဲ့လောက်ပဲယူပြီးတော့တဖြည်းဖြည်းချင်းပြုဝင်ပြောင်းလဲရအောင်ဆိုလို့ရှိရင်တော့2010ကာလနဲ့အတူတူပဲ2010တုန်းကလည်းဒီလိုပဲတမရိုင်းဦးသိန်းရှိန်တက်လာတယ်ပေါ့ဗျာဟိုသူ့ကိုပြုဝင်ပြောင်းလဲမှုရဲ့တကယ်ကိုခေါင်းငိုင်ဖခင်ဆိုတဲ့ပုံစံမျိုးတောင်ဟိုညှွန်းကြတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့2015 2020ကြာနေပြီးတော့အချိန်ဟုန်ဖြင့်ထပ်ပြီးတော့ပြုဝင်ပြောင်းလဲဖို့စူးစမ်းလာတဲ့အခါမှာကြတော့ စစ်တပ်ကလက်မခံနိုင်တော့ဆိုတော့ဒီဒီလိုဟာမျိုးတွေဖြစ်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်ကအဲ့တမိုင်းကိုပဲတပတ်ပြန်လဲပြီးတော့ဟိုပြည်သူတွေကထိတွေ့ခံစားရမှာပေါ့အဲ့တော့တည်ကြတဲ့ကျွန်တော်တို့နိုင်ငံမှာအခုတုံးနေရတယ်တက်မလို့ဆိုတာအရက်သားစိုးမိုးထိန်ချုပ်မှုအောက်မှာရှိတဲ့အဲဒီဒီမိုကရေစီနှိကြရွေးကောက်တင်မြှောက်ထားတဲ့အရက်သားတွေရဲ့ဒီအုပ်ချုပ်မှုအောက်မှာရှိတဲ့တက်မလို့ပဲဖြစ်ရမယ်ပေါ့နော် ဆိုတော့အဲ့ဒီဟာကနေပြီးတော့နိုင်ငံရေးနဲ့မပတ်သက်ပဲနဲ့တက်မတော်ပဲဖြစ်ရမယ်ပေါ့နော်။သူရဲ့ကာကွယ်ရေးကဏ္ဍကိုပဲတောင်းယူတဲ့တက်မတော်ဖြစ်ပြီးတော့နိုင်ငံရဲ့အနာဂတ်ကိုမောင်းနေတဲ့အခါမှာဖော်ဆောင်တဲ့အခါမှာတော့2008ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဟုတ်ပဲနဲ့တကယ်ပြည်သူစံနာအစ်စ်မှန်နဲ့ရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကိုတက်ဆိုင်ရာကိုစားပြုမှုအားကောင်းတဲ့ကိုယ်စားလှယ်တွေရောပါဝင်တဲ့ဟလာဒီညီလာခံကြီးတရက်ကနေပြီးတော့ပဲဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မျိုးရွေးကောက်ပွဲတွေမျိုးနဲ့ဒီပုံစံမျိုးနဲ့ပဲကျွန်တော်တိုင်းပြီးတော့သွားမယ်ဆိုတာမျိုးပြောတာတော့ဒါကိုလည်းကျွန်တော်ထင်တယ်စေအုပ်စုကို နိုင်ငံတကာအဲ့ဒီပုံစံမျိုးပဲအဲသူတို့တိုက်တွန်းပြီးတော့နားချနေရပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းဒီပုံစံမျိုးပဲကျွန်တော်ရှင်းပြထားတယ်ပေါ့ဆိုတော့ ASEAN 5BC ကိုဆိုတာပြန်ပြီးတော့ကျွန်တော်ပြန်ပြောရရင်အကြမ်းဖက်မှုတွေရှော့ချလာရေးကိစ္စနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်နိုင်ရေးကိစ္စဆိုတာကလူသားစာနာအကူအညီပေးဖို့အတွက်ကအကြမ်းဖက်မှုဒီကြောင့်တိုက်ခိုက်မှုရှိနေလို့ရှိရင် ASEAN လည်းမလုံနိုင်ဘူးအာဟာစင်တာလည်းမလုံနိုင်ဘူးဆိုတော့အဲ့လိုအနေအထားတစ်ခုမျိုးမှာအဲဒီလိုမျိုးတိုင်းပြည်မှာဒီလိုဖျို့ဖျဲအခြေအနေအကြမ်းဖက်ရန်ကားမှုတွေအားလုံးရဲ့ရင်းမြစ်က ဘယ်ရလာနေဆိုတာကိုတီးလို့တို့ဒီစစ်အုပ်စုကိုတို့အနေနဲ့တွားရောက်ပြီးတော့တို့အနေနဲ့တတ်တတ်နိုင်တယ်လို့ပေါ့နော်နားချစီယုံပြောဆိုပြီးတော့ဟိုတန်တမန်ကြီးလမ်းကြောင်းကနေစူးစမ်းနေလို့မြင်တယ်ပေါ့ဆိုတော့ဒီ dialogue ကိုနိုင်ငံတကာတည်ပေးနေတယ်ဆိုတာအထက်ကျွန်တော်မြင်တာကတော့နှစ်ဖက်လုံးကတို့ထိတွေ့ဆက်ဆံနေဒီဘက်ကရှိပြီးသားဆန္ဒတွေကိုလည်းတို့အနေနဲ့ပေါ့နော်ယူကောက်ပွဲဆိုင်ရာသဘောထားမျိုးတွေဟာလာဒီနောက်ပြီးတော့ဒီဘက်ကနိုင်ငံရေးညီမှန်းချက်တွေကိုလည်းတို့နားထောင်တယ်လို့တစ်ဖက်မှာအဲတို့လုံနေတဲ့ကိစ္စတွေကိုလည်းတို့ တွားရောက်ပြီးတော့တီးခေါက်ဖြောင်းဖြားတာမျိုးဆွေးနွေးတာမျိုးတွေတော့လုပ်နေတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့ဆိုတော့ဟိုစေအုပ်စုကိုအစိုးရအနေနဲ့တိမှတ်ပြုပြီးတော့ဆက်ဆံနေတယ်ဆိုတာအထက် တရုတ်နိုင်ငံဒီပင်လည်းထိုထိုနည်း၎င်းလို့ပဲကျွန်တော်မြင်တယ်ပေါ့တရုတ်နိုင်ငံဒီပင်လည်းသူကမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လဲထွန်းကားရေးဆိုတာကိုသူတောက်လျှောက်ဆိုသူလို့သူပြောနေဆိုတော့ဒီလိုစေအုပ်ချုပ်မှုလုံးလုံးဖြစ်နေရသူတို့အနေနဲ့လည်းမကြိုက်ဘူးဆိုတော့သူတို့ရဲ့ထိတွေ့ဆက်ဆံမှုကလည်းရှင်းတယ်ဒီနိုင်ငံဟာဒီပုံစံမျိုးနဲ့တော့သွားလို့မရဘူးဆိုတာမျိုးပဲသူတို့ချင်းကန်နေအဲ့တော့အစိုးရတရက်အနေနဲ့တရားဝင်အတိမတ်ပြုပြီးတော့ ဆက်ဆံနေတယ်ဆိုတာအထက်ဒီအိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ပြဿနာကိုသူတို့ဘယ်လိုမျိုးချောင်းဝင်ဖြေရှင်းလို့ရလဲဆိုပြီးတော့နီးလန်းနေရှာနေကြတဲ့ပုံစံမျိုးနဲ့ပဲမြန်မာရှေ့အုပ်စုကိုချင်းကပ်နေတယ်လို့ဟိုကျွန်တော်ကမြင်တယ်ပေါ့နော်ကျွန်တော်မြင်မှားရင်လည်းမှားပါလိမ့်မယ်တခြားလူတွေအမြင်နဲ့လည်းမတူကောင်းမတူမယ်ပေါ့ကျွန်တော်တို့ဒီလိုပဲမြင်ပါဟုတ်စရာဒီနောက်ဆုံးပိတ်နေနဲ့ဒါကျွန်တော်တို့ဒီခုချိန်မှာဆရာဆွေးနွေးချက်တွေပေါ်မှာခြေခံရင်းတော်တော့ကောင်းမြင်ပြီးရဲ့လက်တွေ့ချင်းနေမှာတော့တော့ကောင်း sister ချင်းတို့တိုက်ပွဲဝင်ကြတဲ့ခါကျတော့တော်တော်လေး စင်ကုန်မှုတွေဆက်လက်ကြုံတွေ့ရမယ့်နေသားဖြစ်နေတယ်ဒီပေါ်မှာပြည်သူတွေကိုဘာလဲလို့ဆိုနေတဲ့ခွန်အားပေးစကားဖြစ်ဖြစ်တိုင်းပြည်ပြောင်းလဲရေးအတွက်မှာပြည်သူတွေကိုဘာများဒါဖိတ်ခေါ်လိုတာဖြစ်ဖြစ်ကြောကြလိုတာရှိရင်ဆက်လက်ပြောဟိုကျွန်တော်တို့ကဒီဒေါ်လာရေးခရီးကိုလူငယ်တွေပေါ့နော်လူငယ်တွေအပါအဝင်အားလုံးဟိုမျက်နှာစာအသီးသီးကနေပါဝင်နေကြရဲဆိုတာကဒီတိုင်းပြည်မှာဒီလိုမျိုးမတရားအာဏာသိမ်းမှုကြုံလို့ရှိရင်ကျွန်တော်တို့လူငယ်တွေကဒီလိုတုံ့ပြန်တတ်တယ် ဆိုတာမျိုးကိုလည်းကျွန်တော်တို့ကရန်ကားတဲ့သူတွေကိုကျွန်တော်တို့ကပြန်ပြီးတော့တုံ့ပြန်ပြနေတာဆိုတော့နိုင်အောင်တိုက်မယ်နိုင်အောင်မတိုက်ဘူးဆိုတာထက်ကျွန်တော်ဆိုလိုတာကဒီလိုမျိုးရန်ကားလို့ရှိလို့ရှိရင်ငါတို့ခေါင်းကုန်းမခံဘူးတုံ့ပြန်တက်တယ်ဆိုတဲ့ဟာကိုလက်တွေ့ကျွန်တော်တို့ပြတာဆိုတော့ဗျာဟိုကျွန်တော်ပြောရမယ်ဟိုအစောပိုင်းမှာတော့ကျွန်တော်တို့ကဆန္ဒပြတယ်ပေါ့အခုကဆန္ဒပြတာမဟုတ်တော့ဘူးကျွန်တော်တို့ဆန္ဒကိုလက်တွေ့အကောင့်တွေပေါ်တာဖြစ်သွားပြီဒီလူငယ်တွေကဆိုတော့ ဆန္ဒပြတာထက်ပိုတဲ့အဲဒီခီးကိုကျွန်တော်တို့ဖြတ်တန်းနေကြပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့ရီမန်းထားလဲရီမန်းချက်တွေအတိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့ရှောက်ဖို့လိုတယ်တနက်ကင်တာလဲအတွေးခွန်နဲ့ကင်ဖို့လိုတယ်အဲ့လိုပဲကိုကပြည်သူအစိုးရလို့ခံယူတဲ့အစိုးရတည့်ရဟာလဲအဲကျွန်တော်တို့ပြည်သူပေါ်ဘလို့မျိုးအလားစနေတကြနဲ့ဥပဒေတွေနဲ့နီလန်းစည်းကမ်းတွေနဲ့ဆက်ဆံရမယ်ဆိုတော့စနေတကြနဲ့ပုံပြီးပြင်ပြလာဖို့တော့လေတစ်ဖက်မှာအဲကျွန်တော်ထင်တယ်တိဆောက်နေတယ်ပါတလုံးရန်နေရပြင်ပြောင်းလဲရအစားပေါ့နော်ဒီလိုမျိုးတွေတော့တိဆောက်နေရဆိုတာမျိုးကျွန်တော်တင်းတကာပြောလို့ရတယ် ဲ့တော့ဟိုတေးကြတယ်ဒီစစ်တပ်ကိုတော့ကျွန်တော်တို့ကအလုံးပြုတ်သွားအောင်တိုက်လိုက်မယ်ဆိုတာမျိုးအထိဆိုတာထက်စစ်တပ်ကိုကျွန်တော်တို့ကပြုတ်အောင်တိုက်မှာလားပြောင်းအောင်တိုက်မှာလားဆိုတာပေါ့နော်ဆိုတော့အတွေးခေါ်ပြောင်းအောင်ကျွန်တော်တို့ကတိုက်နေဖြစ်တယ်ဆိုတော့အတွေးခေါ်ကိုတို့ပြောင်းအောင်ပြောင်းအောင်ပြောင်းအောင်မယ်စစ်တပ်ဟာဒီလိုအာဏာသိမ်းမှုကိုဒီလိုခေတ်ဆက်ဆက်မှာလုပ်ခဲ့လို့ရှိလို့ရှိရင်ဒီလိုကျွန်တော်တို့လူငယ်တွေရဲ့တုံ့ပြန်မှုဟာဒီလိုပြင်းထန်နေပေါ့နော် သူတို့ရရလက်နဲ့နဲ့သူတို့စပြီးတော့တွန်းလန်တိုက်ခိုက်ခဲ့ရနေပြီးတော့ဒီတော်လန်ရင်ခီဒီဘက်အထိပေါ့နော်စုဖွဲ့မှုတွေနဲ့တရင်တပ်ဖွဲ့တွေဖြစ်လာတဲ့အထိကိုတုံ့ပြန်မှုရှိတယ်ဆိုတာမျိုးတော့ကျွန်တော်တမိုင်းမှာကျွန်တော်လူငယ်တွေကတမိုင်းတစ်တစ်ခုကိုပေါ့နော်ရေးထိုးပြနေတယ်လို့ပဲမြင်တယ်အဲ့တိုင်းပဲယုံကြည်တယ်အားလုံးတော်လန်တိုက်ပွဲဝင်နေကြတဲ့မျက်နှာသာတီးတီးကလူငယ်တွေရောအရက်ဖက်ဖွဲ့သီးရောဒီမျိုးဆက်တီးတီးကခေါင်းဆောင်တွေရောကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့အလေးအနက်ပြုရင်းနဲ့ကျွန်တော်ဂုံပြု ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒီဆွေးနွေးမှုနည်းကိုချုပ်ပါဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဖုတ်လေ့ချင်ပေးတဲ့အတွက်